အားလုံးပဲမင်္ဂလာပါအဲဒီနေ့မှဆိုလို့ရှိရင်ကစမာတွေနောက်ထပ်တစ်ခုပေါ့နော်အများအားဖုံးဆက်ပြီးတော့လာမေးတယ်အဲသူမဆုံးဖြတ်တော့ဘူးပေါ့နော်ဘယ်ချိန်ကိုတက်ရှိခေါ်တဲ့လဲဘယ်လိုမျိုးနေထားဆိုရင်တက်ရှိခေါ်တဲ့နာလဲပေါ့နော်ခုမှဆောက်လုပ်ပြီးဒါမှမဟုတ်ပြင်ဆင်နေတဲ့အိမ်ဆိုလို့ရှိရင်တော့ပေါ့နော်သူကအကုန်လုံးပြီးမဲ့အချိန်လေးတွေကိုတစ်ချက်ပေါ့နော်အကွက်ကိုကြိုတင်ခန့်မှန်းထားလိုက်ပြီးတော့ကိုလိုချင်တဲ့တက်ရှိကုမ္ပဏီကိုတစ်ခုအရင်ရှာထားလိုက်ရှာထားပြီးလို့ရှိရင် အရင်ချိန်ချလိုက်ပေါ့နော်ဒီလိုမျိုးဒီလိုမျိုးတော့ရှိတယ်ပေါ့နော် silent action နဲ့ပေါ့နော်ပေးချင်ပေးချင်ကြလို့ရှိရင်တော့ပြီးလောက်တယ် site လေးတစ်ချက်လာကြည့်ပေးပါပေါ့နော်အဲဆိုလို့ရှိရင်အဲ company နဲ့ချိန်ဆက်ပြီး site လေးချက်ကြည့်ဖို့အချိန်ကိုတော့ဒီပြီးတဲ့အချိန်နဲ့ကိုလုတ်ချင်တဲ့အချိန်ကတော့နည်းနည်းရထားပေးပြီးတော့တန့်ရှင်းအတွက်ကိုတည်တဲ့တော့အချိန်နည်းနည်းလေးဖယ်ထားပေးစေချင်တယ်ဆိုတော့အင်ရှင်တွေကကွာတန့်ရှင်းကိုအချိန်မဖယ်ထားရတဲ့အတွက်ကြောင့်မို့ထိတုတ်တဲ့အဲသူတွေနဲ့ရောတခြားအဲ့လိုမျိုးတတ်မှန်တတ်တဲ့လူတွေတော့အကုန်ဂျောနောနေတော့တန့်ရှင်းလို့ရတာပြပြဝဝဝဆောင်မှုမပေးလိုက်ရတဲ့အင်တွေလေးရှိရပေါ့နော်အဲ့လိုမျိုးမဖြစ်ရနေအောင်တန့်ရှင်း ကိုပေါ့နော်ဒီတန်းဖယ်နိုင်တဲ့၂ရက်ဖြစ်ဖြစ်၃ရက်ဖြစ်ဖြစ်ပေါ့နော်အိမ်လုံးချင်းနေဆိုတော့၄ရက်၅ရက်လောက်ဖယ်ထားပေးရင်တော့ပိုကောင်းတာပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးကွန်ဒိုတိုက်ခန်းနေဆိုလို့ရှိရင်တော့၃ရက်၄ရက်လောက်တော့ဖယ်ထားပေးပေါ့နော်တန်းရှင်းရဲ့အတွက်ဒီတက်အချိန်ကိုအဲ အဲ့ဒါအမှရာပြီးတော့အရှိတူလိုက်အရှိတူပြီးလို့ရှိရင်ကိုပြင်ဆင်နေတဲ့အချိန်လေးကိုချိန်ကြိုက်ပြီးတော့ကိုရဲ့လိုချင်တဲ့အဲကုမ္ပဏီနဲ့ပေါ့နော်ကျွတ်တက်ချိန်ထားပေးလိုက်ပေါ့နော်ဘွတ်ကင်ပေးလို့ရှိရင်အာစိုက်ပြီးလို့နေပါအချိန်မှဆိုလို့ရှိရင်ချိန်တွားကြည့်လိုက်မတွားကြည့်ပြီးဈေးတွက်လိုက်โอเคတယ်ဆိုလို့ရှိရင်တော့ဘွတ်ကင်ယူလိုက်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့ကိုလိုချင်တဲ့ရက်ရတာပေါ့နော်အခုကြုံတွေ့နေရတဲ့ကစမအများဖြင့်ကတိုက်ရှင်အတွက်ကိုလည်းအချိန်မပေးနိုင်တော့ဖြစ်သွားတယ်အဲ့ဆိုကမန်းကနန်းလောလောနဲ့လုပ်ပေးလိုက်ရတဲ့စိုက်တွေလည်းရှိတော့အာဘယ်လိုပဲမှလည်းတချို့ဆိုရင်တော့ဝန်ဆောင်မှုပါနည်းနည်းလိုလိုအပ်သွားတာပေါ့နော်အရင်အားရပိုင်းမလုံးလိုက်ရ Yabu, ဆိုဆိုက်တီဆိုရင်ဂျုံနဲ့အာတက်ရှင်းဝင်နေပြီစိတ်တုံနေတော့အဲအဲ့လိုမျိုးဆိုက်တီပေါ့နော်ဒါမှမဟုတ်တက်ရှင်းဝင်နေပြီတမန်တက်နေတော့ဟိုစုံစိနေတဲ့ကြွေပြားခင်းနေတဲ့ဆိုက်တီတောင်ရှိတော့နှမျောတာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့တက်ရှင်းကိုပြပြဝဝလေးအချိန်ဖယ်ထားပြီးပါတိုက်တိုက်ခန်းကွန်ဒိုလေးဆိုလို့ရှိရင်တော့တရက်နဲ့ရက်လောက်ဖယ်ထားပေးပေါ့နော်လုံချင်းနေ square feet တော်တော်ကြီးတဲ့အိမ်လေးဆိုရင်တော့3 4ရက်5ရက်ပေါ့နော်ချို့အိမ်လုံချင်းအကြီးလေးဆိုရင်တော့တစ်ပတ်လောက်ထိဖယ်ထားပေးတယ်ဆိုရင်တော့ကိုဆောင်မှုလည်းပြပြဝဝရတယ်တိတိကျကျလည်းလုပ်လို့ရတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဒီမှာလောက်ပြီးတော့ အခုမှလုတ်ပြီးသွားတယ်ဈေးပြန်တော့ပြန်ပြန်ပေးသွားတယ်ဆိုတော့နှမျောဖို့ကောင်းတာပေါ့နော်အဲ့လေးကိုတစ်ချက်လာပြီးတော့အကြံပေးတာပါကျွန်တော်ကျေးဇူးတင်ပါတယ်ညီတိတန့်ရှင်မဆိုအဟုတ်ရှင်တဲ့ဟော့ကလင်းနင်းဆာဗစ်ကိုအနန်လိုက်ပါ